မြန်မာနိုင်ငံမှာဇွန်လတုန်းကိုဗစ်အတည်ပြုလူနာရေတွက်တဖြည်းဖြည်းမြင့်တက်လာနေပြီးဇွန်လ8ရက်ည8နာရီကနေဇွန်လ15ရက်ည8နာရီထိကိုဗစ် -19 အတည်ပြုလူနာတဲ့52ဦးတွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ကြမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရတည်ရပါတယ်။တပတ်တာတုန်းတက်ကွဲနမူတာ2200ကျော်ကိုစစ်ဆေးခဲ့ရမှာမြန်မာနိုင်ငံမှာ24ဦးရန်ကုန်တိုင်းမှာ18ဦးမကွေးတိုင်းမှာ9ဦးမန္တလေးတိုင်းမှာ2ဦးနေပြည်တော်မှာ2ဦးနဲ့ရှမ်းပြည်နယ်အစီအပိုင်းမှာ2ဦးတို့မှာပိုးတွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာဇွန်လပထမနှစ်ပတ်တွင်ကိုဗစ်ပိုးတွေ့လူနာရေအတွက်ဇက်တိုက်မြင့်တက်လာခဲ့ပြီးပိုးတွေ့ရှိမှုရာခိုင်နှုန်းတစ်ဖြည်းဖြည်းမြင့်တက်လာတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမြန်မာနိုင်ငံယောဂကာကွယ်ထိန်းချုပ်ရေးဘုဌာန CDC ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ဇွန်လပထမပတ်မှာကိုဗစ် -19 အတူပြလူနာ32ဦးတွေ့ရှိခဲ့ပြီးဒုတိယပတ်မှာတော့52ဦးထပ်မံတွေ့ရှိခဲ့တာကြောင့်ပိုးတွေ့ရာခိုင်နှုန်း1.28ရာခိုင်နှုန်းရှိလာခဲ့တာပါ။ လက်ရှိချိန်ထိတော့မြန်မာနိုင်ငံမှာကိုဗစ်ပြင်းထန်လူနာအထူးကြက်မက်ကူတာပေးရတဲ့လူနာနဲ့ကိုဗစ်ကြောင့်တည်ဆုံးလူနာမရှိသေးဘူးလို့လည်း CDC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုထိဆိုရင်မြန်မာနိုင်ငံမှာကိုဗစ်ကူးစက်ခံရသူစုစုပေါင်း109ဦးထိရှိလာပါပြီ။လက်ရှိပြန်ပွားနေတဲ့ကိုဗစ်မျိုးကွက်တစ်ကမြန်မာအပေါင်းအဝင်အင်းနေချင်းနိုင်ငံအများပြားမှာလည်းကူးစက်နေပြီးအရင်ဖြစ်ခဲ့တဲ့ကိုဗစ်လိုပြင်းထန်မှုမရှိပေမဲ့ရောဂါကူးစက်မှုတော့မြန်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ထားပါတယ်။ ဒါပြင် HIV ကူးစက်မှုအတိအတွင်းရှိခဲ့တဲ့နိုင်ငံပေါင်း35နိုင်ငံမှာမြန်မာနိုင်ငံလည်းမှတ်တမ်းဝင်လာတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ16ရက်ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာပြုလုပ်ခဲ့တဲ့ Declaration of Commitment on HIV AIDS အကောင့်တဲ့ဖော်ဆောင်မှုနဲ့ HIV AIDS နိုင်ငံရေးကြီးညာဆန္ဒဆွေးနွေးမှုမှာတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုခဲ့တာပါ ကျမရဲ့စောင့်ရှောက်မှုဆိုးရွားလာနေတဲ့မြန်မာနိုင်ငံမှာစစ်ကောင်စီကနိုင်ငံ GDP ရဲ့3.5%ခန့်ကနေ300%ခန့်ထိတာကျမရဲ့ကဏ္ဍအတွက်တုံးဆွဲနေတယ်လို့သိရပါပါတယ်ခင်ဗျာ။